What do you think of the way uh, Rasmus Højlund celebrated his uh, goal on Thursday? No problem. Tomorrow you can see my celebration. ခန်းသားချက်မျိုးစုံပေးခဲ့ပြီးရိုနယ်ဒိုကိုအားရတဲ့ပွဲမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရစေ။ဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါ။ ပြီးခဲ့တဲ့ညကကစားခဲ့တဲ့ National League ပွဲစဉ်မှာပိုတူဂီကဒိမတ်ကိုနှစ်ချော့ပေါင်းရလက်၅ခု၃ခုနဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲကစိတ်ထုတ်ချစရာတွေရင်ခုန်စရာတွေအလှည့်အပြောင်းနေတဲ့တကယ်ကိုကြီးကောင်းတဲ့ပွဲဖြစ်ခဲ့ပါတယ်။ဒီပွဲအကြောင်းကိုပွဲအကြောင်း analysis နဲ့ Ronaldo analysis ဆိုပြီး၃ပိုင်းခွဲပြီးတင်ဆက်ပေးပါမယ်။၁ပွဲအကြောင်းဒီပွဲမှာ Ronaldo ဟာဒိမတ်နဲ့ပွဲမတိုင်ခင်အမျိုးသားလက်ရည်စင်ပြိုင်ပွဲတွေမှာ9ပွဲအများဆုံး132ပွဲနဲ့ Greenwich စံချိန်မှတ်တမ်းကိုလက်ခံရယူခဲ့တဲ့ပွဲပါ။ nationally အိမ်မှာဂိုးအများဆုံးသွင်းထားတဲ့သူကလည်း Ronaldo ပါပဲ။ Ronaldo ရဲ့စံချိန်တွေကနောက်လူတွေလိုက်လို့ဖို့မလွယ်ပါဘူး။ Ronaldo ပြောတဲ့ record follow me ဆိုတာဒါပါပဲ။36ကိုမပြောခင်ပွဲတွေကအကြောင်းကိုအရင်ပြောပါမယ်။ပထမအကြော်မှာ United တိုက်စင်မှု White Line က Ronaldo လို့အောင်ပွဲခံခဲ့တာအားလုံးသိပါပဲ။ Ronaldo ကိုအားချတဲ့အောင်ပွဲခံခဲ့တာဆိုပေမဲ့ Ronaldo နဲ့တွေ့တဲ့ပွဲမှာအောင်ပွဲခံခဲ့တာဆိုတော့မပြေတော့ကံရရှိဆိုသလိုလောင်တယ်လို့လည်းဖြစ်သွားခဲ့တာပါ။ ီမှာပဲပွဲမတိုင်ခင်မှာရိုနယ်ဒိုကဒီလိုပြောခဲ့ပါတယ်။ point line ရဲ့အောင်ပွဲခံမှုကကျွန်တော်ဘောလေးစားမှုကင်းမဲ့ခြင်းလို့တော့မထင်ပါဘူး။တကယ်ဆိုတာကဘုံတော်ယူအောင်မဲ့ကိစ္စပါ။မနေ့ပြန်ပွဲမှာကျွန်တော်ဂိုးသွင်းပြီးသူ့ရှေ့မှာပြန်လဲအောင်ပွဲခံနိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ကျွန်တော်ကပိုတူဂီအယောင်အတွက်အသက်ဆွန်ပြီးကာကွယ်သွားမှာပါစတဲ့စကားမျိုးတွေပြောသွားခဲ့ပါတယ်ပထမအကြော်မှာဒိမတ်ကပိုတူဂီကို1-0နဲ့နိုင်တော့အနိုင်ကိုရှင်ဝိုင်လန်ကရော်နယ်ဒိုရဲ့ ဆူးစ်ပုံစံနဲ့အောင်ပွဲခံသွားခဲ့တာရော်နယ်ဒိုကိုလှောင်ပြောင်းတာဆိုပြီးမီဒီယာတွေပြည်သက်တရပြောဆိုနေတဲ့ပေါ့ရော်နယ်ဒိုကဒီလိုမျိုးတုံ့ပြန်ခဲ့တာပါရော်နယ်ဒိုဒီလိုပြောပြီးဆိုသတိထားပါရော်နယ်ဒိုကဒီလိုပြောပြီးရင်ဖြစ်အောင်လုပ်တတ်ပါတယ်အင်မတန်ဂရိတည်တဲ့သူပါဒီအင်တာဗျူးကိုကြည့်ပြီးတဲ့ကရော်နယ်ဒိုရိုက်ချတော့မယ်ဆိုတဲ့စိတ်ထဲကအလိုလိုသိနေခဲ့တာပါအဲ့ဒါရော်နယ်ဒိုကပဲရှေ့မှာလည်းဒါမျိုးပြောပြီးလှုပ်ပြခဲ့တာတွေအများကြီးရှိခဲ့တဲ့သူပါရော်နယ်ဒိုစီကပဲဒီလိုစိတ်ခံစားချက်ကိုပေးနိုင်တာပါ တကယ်လည်းဒုတိယကြောပိုတူဂီမြေမှာမကြေဝဲပြန်ကစားတော့ရော်နယ်ဒိုဟာပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။ပွဲကစားချိန်6မိနစ်မှာပနတီလွဲချော်ခဲ့ပေမဲ့82မိနစ်မှာတော့အသင်းအတွက်အရေးပါတဲ့တွင်ကိုတစ်ခုတွင်ယူပြီးဖိုင်လန်ရှေ့ပြန်လည်အောင်ပွဲခံနိုင်ခဲ့ပါတယ်။ဒီကိုကြောင့်ကစားသမားဘဝပြန်ပွဲဆောင်တွင်ကို929ခုရှိသွားခဲ့ပြီးဖြစ်ပြီးဘရန်ဒိုကကြုံဝပြီးရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တတ်ကြောင်းပြခဲ့ပါတယ်။နှစ်ပွဲကြောင်း analysis ီဘွဲမှာပေါ်တူဂီကပထမအကြော့ရှုံးခဲ့တဲ့ပွဲကလူစင်းရောကစားပုံမှာပြောင်းလဲလာခဲ့ပါတယ်ပထမဘွဲမှာ၄နှစ်၃တင်တဲ့ပွဲထွက်လာခဲ့ပြီးညတောက်မှာပက်ထရိုနက်တိုကိုနေရာပေးခဲ့ပြီးဖီနီဟာနဲ့နာဗတ်ကိုပစ်ပွိုင်းမှာထားကစားခဲ့တာပါဒုတိယပွဲမှာတော့၄၃၃နဲ့ပွဲထွက်လာခဲ့ပြီးကွန်ဆေးဆိုကိုတောင်မှာထားပြီးတစ်ဖက်မှာရာဖေးလီယိုနဲ့အလဲမှာရော်နယ်ဒိုဆိုပြီးပွဲထွက်လာခဲ့ပါတယ်ဒီပွဲမှာစင်ဂယ်ပစ်ပွိုင်းပဲထားခဲ့ပြီးဗီတင်ဟာတယောက်တည်းကိုထားကစားခဲ့တာပါဘေးနှစ်ဖက်မှာထားတဲ့ဘရူနိုနဲ့ဒေးဗစ်ဆေးသားက ဒီဘုံနဲ့ဘာမှမပတ်သက်တဲ့ CM နဲ့ AMF ပဲကစားနိုင်တဲ့သူတွေမလို့ VDN ဟာကိုဘာကူညီမှမပေးနိုင်ခဲ့ပါဘူးဆိုလိုတာကပထမပွဲမှာအဝေးကွင်းကိုဂုံမပေးရအောင်လုံချောင်းစစ်ဖြစ်အောင်ပစ်ပွိုင်းနှစ်ယောက်ထားပြီးကစားခဲ့တာပါ ဒီပွဲမှာတော့တယောက်တည်းထားလာတဲ့အတွက်တိုက်စစ်ကိုအချိန်မြင့်မှုဆိုတာသိတာပါတယ်ဒါပေမဲ့ဒီလိုပေးပိုင်းတယောက်တည်းရှိတဲ့အတွက်လည်းခံစားပိုင်းမှာတော့အားနဲ့သွားခဲ့ပါတယ်ဒိမတ်ဘက်ကတော့ပထမပွဲမှာကိုသွင်းနိုင်ခဲ့တဲ့ဟွိုင်လန်ကိုပွဲထွက်ခွင့်ပေးခဲ့ပြီးတော့ဒိမတ်ဘက်ကလည်း၄3 3နဲ့ပွဲထွက်လာခဲ့ပါတယ်။အချက်လက်တွေအရဆိုရင်ဒီပွဲမှာပိုရဂီဘက်ကဘောလုံးပိုင်ဆိုင်မှု58ရာခိုင်နှုန်းဖြစ်ပြီးဒိမတ်ဘက်က58ရာခိုင်နှုန်းဖြစ်လို့တိတ်တော့မကွာပါဘူး။ ပေါ်တူဂီကနည်းနည်းပိုတာခဲ့ပါတယ်၉ပေါက်ကန်သွင်းမှုမှာပေါ်တူဂီက၁၈ချိန်ကန်ပြီး၁၇ချိန်၉ပေါက်တည့်ခဲ့ပါတယ်ဒိမတ်ဘက်ကတော့၁၄ချိန်ကန်ခဲ့ပေမဲ့၄ချိန်ပဲတည့်ခဲ့ပါတယ်ဒီတော့တိုက်စစ်မှာပေါ်တူဂီကဖိကစားနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဒိမတ်ဘက်က၉ပေါက်တည့်ကန်ချက်၄ချိန်မှာနှုတ်ကူးပေးလိုက်ရတာကပေါ်တူဂီခန်းစစ်အတွက်တိတ်တော့မကောင်းပါဘူးဒီဘက်မှာပေါ်တူဂီဘက်ကတိုက်စစ်ဆင်တဲ့အခါဘရူနိုကဒီလိုဗီနန်ဟာကနောက်ကိုဆင်းပြီးဘရူနိုနဲ့ဆေးသားကိုဒီလိုအတွင်းဝင်ကစားခိုင်းပါတယ် ခန်းစစ်အစွန်လူနှစ်ယောက်ကလည်းဒီလိုရှေ့ကိုတက်ပါတယ်ဘောလုံးဆုံးသွားတဲ့အချိန်မှာတော့ server ကဒီလိုဗီတင်ဟာကိုကူဖို့ဒီပုံစံကစားပါတယ်ဘရူနိုကဒီမှာနေရာယူပါတယ်ဒီမှာဆိုရင်ဒါကိုမြင်ရမယ်ရော်နယ်ဒိုကဒီပွဲမှာ mid line ထိစင်းတာတွေမလုပ်ပေမဲ့ half space ကိုမစင်းပါဘူးဘောလုံးကောင်တာလုတ်တဲ့အချိန်ရန်မန်ရန်ကတော့ရှိပေမဲ့တပွဲလုံးအတိုင်းအတာနဲ့ပြောရင်မစင်းပါဘူးဒါကလည်း4-3-3ကစားကွက်မှလို့တောင်မှကစားသမား2ယောက်ရှိပြီးသားမို့ ဒင်းနှစ်သုံးတဲ့လိုမျိုး hash pay ကိုစင်းပေးတာတွေတမင်မလုပ်တာပါတောင်မန်ကစားသမားကိုသွားရှုပ်တယ်လို့ဖြစ်နေမှာကြောင်းရောပူဇင်ထက်မှာကြောင်းရောပါပထမပွဲမှာနောက်ကိုစင်းစင်းလာတဲ့ Ronaldo ကအခွင့်အရေးတွေမရခဲ့တာကြောင့်နီးပြ Marinas ကဒီပွဲမှာ Ronaldo ကိုရှေ့ကနေမစင်းခိုင်းတာပါဒီမှာဆိုရင်လည်း David Silva ကို cancel line နဲ့အထိကိုစင်းကူတာကိုတွေ့ရပါတယ်ဒိမ်းမဘက်ကတော့ဘောလုံးစုံတဲ့အခါ cancel line နဲ့ထပ်အထိထားပြီးကာကွယ်ဖို့လုပ်ခဲ့ပေမဲ့ဒီနေ့ပွဲမှာပေါ်တူဂီနဲ့ရှင်ပြီး၄-၃ထွက်လာတာကိုမှားတာပါ ခံစစ်ကစားမယ်လို့ထင်ထားပေမဲ့တကယ်တော့ဒိမတ်ကကောင်နာကစားခဲ့တာပါခံစစ်မကြတိုက်စစ်မကြနဲ့ပေးဆက်မှုကြီးသွားတာပါဒီဘက်မှာပေါ်တူဂီတိုက်စစ်ကစားသမားတွေရဲ့နေရာလွတ်တွေကိုကြီးထွက်ပြီးစပိတ်ဖန်နေနိုင်မှုကလည်းဒိမတ်ခံစစ်ကိုအလုံရှုပ်စေခဲ့တာပါဒါကိုဒီမှာကျွန်တော်ပြောပြပါမယ်၃ Ronaldo နဲ့ Goal Analysis ပွဲစား6မိနစ်မှာဒီမှာဆိုရင်ဒါကိုမြင်ရမယ်ဒီမှာပြေးထွက်သွားတဲ့ကစားသမားတွေအများကြီးပဲဒီထဲမှာ Ronaldo စီဘောလုံးရောက်သွားတယ်ဒီမှာဒီလွတ်နေတဲ့စပိတ်တွေကို Ronaldo ပြေးထွက်သွားနိုင်ခဲ့တယ် ဒီနေ့ပွဲမှာရော်နယ်ဒိုကစပိတ်တော်တော်များများကိုပြေးထွက်နိုင်ခဲ့တယ်။နောက်ကနေဖိလိုက်တဲ့အတွက်ပနတီရခဲ့တယ်။ရော်နယ်ဒိုကန်တဲ့ဘက်ကိုရှယ်မိုက်ကယ်ကဖမ်းနိုင်ခဲ့တယ်။အဲဒီနောက်ရော်နယ်ဒိုအနီးကတိုက်ချက်တစ်ချိန်ရတယ်။ဒီမှာလဲရော်နယ်ဒိုကသူ့ကိုကတ်ထားတဲ့ခန်းစစ်၃ယောက် present zone ထဲကနေပြေးထွက်လာပြီးတိုက်သွားတာ။ရှယ်မိုက်ကယ်ကောင်းသွားလို့သာဒီကိုဖြစ်မသွားတာပါ။အဲဒီခိုက်တဲ့မှာ ချက်မိုက်ကယ်ကရော်နယ်ဒိုကိုလူကပ်ဖို့သူ့ကစားသမားတွေကိုရော်နယ်ဒိုကိုလက်ညှိုးထိုးထိုးပြီးပြောနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်ဒိမတ်ကစားသမားတွေကရော်နယ်ဒိုကိုပုံသတိထားပြီးလူကပ်လာခဲ့ပါတယ်။ဒိမတ်ကစားသမားတွေရော်နယ်ဒိုကိုပဲအာရုံရောက်လာခဲ့တယ်။အဲဒီဂျိုးဆက်ကြောင့်ပထမဆုံးဂိုးပေါ်တူဂီကရသွားတယ်။ရော်နယ်ဒိုတောင်းကံဘောကိုခေါင်းနဲ့ပုတ်ခုံတဲ့အချိန်ရော်နယ်ဒိုတိုက်မှာဘူး၄ရောက်တော့ဝိုင်းဖြက်ရင်ကကံမကောင်းခြင်းတော့အုံကိုပေးလိုက်ရပါတယ်။ ဒီမှာလေရွန်ဒိုကိုလူကတ်ထားတဲ့ကစားသမားစီကနေပြေးထွက်သွားပြီးရွန်ဒိုအနီးကတိုက်ခဲ့ပေမဲ့ဘောလုံးစားလက်ခံတဲ့ကလူကျုံနေတဲ့ရာဖေးလီယိုကြောင့်ဒီဂိုးကမရခဲ့ဘူးဒီလုံးမှာလေရွန်ဒိုကနေရာလူကိုကောင်းကောင်းပြေးထွက်ပေးပေမဲ့လူပေးပုံကပေါ်ရော်ခဲ့တယ်ဒိမ့်မက်ပြန်ရသွားတဲ့ဂိုးကနည်းနည်းတော့အငြင်းပွားကြရှိခဲ့ပြီးပေါ်တူဂီနောက်တန်းကလူတွေကိုတွန်းပြီးမှခေါင်းတိုက်သွင်းသွားခဲ့ပါတယ်တကူးစီတရေကျနေပေမဲ့နှစ်ကြော့ပေါင်းနှစ်ဂိုးတကူးနဲ့82မိနစ်ထိပေါ်တူဂီတို့ရှုံးနေခဲ့ပါတယ်82မိနစ်မှာဘရူနိုဘောလုံးလက်ခံရတဲ့အချိန်မှာ ဒီမှာသူ့ရှေ့မှာ space အခြေကြီးရပါတယ်ဒါကကန်ကိုကန်ရမှာပါဒီမှာဆိုရင် Ronaldo ကသူ့ကိုဒီလိုပေးလို့ရအောင်နေရလွတ်စီကိုပြေးထွက်ဖို့ပြင်ထားပါတယ်ဒီမှာ Bruno ကန်တာကလည်းတော်တော်လေးကိုကောင်းပါတယ်ဒါပေမဲ့တိုင်ထိသွားခဲ့ပြီးပြန်ထွက်လာတဲ့ဘောလုံးက Shot Michael ကိုထိပြီးခုနကကြိုပြေးထွက်လာတဲ့ Ronaldo ကပိတ်သွင်းခဲ့တယ်ဒါကဂိုးပေါင်းများစွာသွင်းထားတဲ့ Ronaldo ရဲ့ပါနမှုပါသူကန်ရတာကတော်တော်လေး space ကျင်းအငယ်ကျင်းပါတယ် Ronaldo ကဒီလိုမယမကအခြေအနေမျိုးကိုရအောင်ကန်သွင်းသွားတတ်တာကကြီးကြီးရမှာပါ ရှော့မိုက်ကလည်းရအောင်ဒိုင်မင်ထိုးပိတ်လိုက်သေးပါတယ်။ဒီဂိုးကိုမြင်တော့ဘာကိုသတိရမိလဲဆိုတော့ရော်နယ်ဒိုယူနိုက်တက်မှာတော့စပါးဘက်ကိုကန်တဲ့အလုံးဆိုရင်လည်းတော်တော်လေးကိုအန်ဂယ်ဂျင်မီမဖြစ်နိုင်တဲ့အနေထားပါ။အဲ့ဒီတော့ကဂိုးသမားကအန်ဂယ်အချင်းကိုကျွန်တော်လုံအောင်ပိတ်ထားတော့မကိုးတော့ဘူးထင်လာတာ။သူကအကျယ်ကိုရအောင်ကန်သွားခဲ့တာပါ။အဲ့ဒီတော့စပါးဂိုးသမားကိုယ်တိုင်တန်တော်ချီးကျူးခဲ့ပူပါတယ်။ရော်နယ်ဒိုဂိုးသွင်းပြီးတဲ့နောက်စူးဆိုပြီးပေါင်ဝဲခံခဲ့ပါတယ်။တည်ကြယုံရှိသေးနောက်တန်းကဒီရစ်ရဲ့အမှားကြောင့်ပေါ်တူဂီကိုဂိုးပြန်ပေးလိုက်ရတယ်။ ဂိုးသမားဒီယေဂိုကော့စတာစိတ်လောသွားတာလည်းပါပါတယ်ဒီလုံးကိုအယ်ရီဆင်ကပိတ်သွင်းယူခဲ့တာပါဒီဂိုးရပြီးတဲ့ကဒိမတ်ကပိတ်ကစားခဲ့တာကြောင့်ပေါ်တူဂီတို့ဂိုးပြန်ရဖို့ခက်ခဲခဲ့ပါတယ်58မိနစ်ထိနှစ်ဂိုးစီတရေကျနေရကြောင်းနှစ်ကြော့ပေါင်းရလက်စုရှုံးနေတာဖြစ်လို့ပေါ်တူဂီတို့ထွက်ရနိုင်တဲ့အထိဖြစ်ခဲ့ပေမဲ့ပွဲချိန်85မိနစ်မှာတော့ cross ball ကနေပြန်ကျလာတဲ့ဘောလုံးကို မန်ဒတ်ကလူစားဝင်ကစားသမား Trinka ဟိုရှိကိုတတ်တတ်ရရချပေးခဲ့ပါတယ်။အဲဒီအချိန်အေရီယာထဲမှာဒိမတ်ကစားသမား9ယောက်တည်ရှိပါတယ်။ဒီငေထောက်ဘောကို Trinka ကဒေါင်းကြကြဖြတ်ကံပြီးသွင်းယူခဲ့ပါတယ်။ဒါကပွဲရဲ့အလဲပြောင်းမှာပဲ။ရွန်ဒိုတယောက်ဒီပွဲကိုဘလောက်နိုင်ရင်လဲဆိုရင်နှစ်ကြော့ပေါင်း3ခုစီဖြစ်နေတဲ့အချိန်မှာနီးပြကို သူ့ကိုလူစားလဲပေးဖို့သွားပြောခဲ့ပါတယ်။ရှေ့ပိုင်းမှာနောက်တန်းကစားသမားတယောက်နဲ့ထိခိုက်ပြီးကြွက်သားအနှဲငယ်နာနေရကြောင်းအချိန်မိုမင်းနဲ့မှသူ့ကြောင့်အသင်းနောက်နေမှာဆိုလို့နီးပြောက်ကိုလူစားလဲပေးဖို့သွားပြောခဲ့တာပါ။ရော်နယ်ဒိုကအသင်းကောင်းဆောင်ပြီးသားဆိုတော့ပဲအသင်းနိုင်မှုကိုပဲကြီးခဲ့တာပါ။ပွဲမစခင်အင်တာဗျူးမှာလည်းရော်နယ်ဒိုကအသင်းကောင်းဆောင်ပြီးသားတဲ့အပြောတွေနဲ့အသင်းကစားသမားတွေကိုလုံးစော်ပေးခဲ့ပါသေးတယ်။ပထမပွဲမှာသူတို့ကစားပုံညံ့ခဲ့တာကိုဝန်ခံခဲ့ပြီးရှုံးဝဲအတွက်နီးပြောက်ကိုပဲလက်ညှိုးမထိုးဖို့နဲ့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ဆိုပြီးပြောခဲ့တာပါ။နောက်ပြီးသူကိုမသွင်းနိုင်လည်းဖြစ်တယ်။ပေါ်တူဂီနိုင်မှုကအဓိကဖြစ်ပြီးပြည်သက်တွေကသူတို့နိုင်မှုကူညီပေ ေးကြပါလို့လည်းပြောခဲ့ပါတယ်။အချိန်ပေါ်မှာတော့ကွန်ဇလက်စ်ကန်လိုက်တဲ့ဘောလုံးပြန်ထွက်လာတာကိုထရန်ကာအိုကပဲတွင်းယူခဲ့ပြီးဒီကိုမှထရန်ကာအိုကဗျံပရာကန်သွားတာမဟုတ်ပဲအကျဲတောင်းကိုရွေးချယ်ပြီးကန်သွားလို့သာကိုရခဲ့တာပါအကျဉ်းတောင်းတာကန်မယ်ဆိုရင်ကိုဘုံမသေးကြပါဘူးကိုသမားဖမ်းနိုင်တော့ပါတယ်နောက်ပိုင်းမှာတော့ပိုတူဂီကလုံးဝအသာရသွားခဲ့ပြီးကိုပြန်ရဖို့ဒိမ့်မတ်တို့တိုက်စစ်ဆင်ရင်ခံစစ်ပေါက်သွားခဲ့တာကနေဂျိုတာလူဂျွန်နာတလုံးနဲ့ဂျိုတာရဲ့ဖန်တီးပေးမှုကိုဘရူနိုပိတ်သွင်းခဲ့ပေမဲ့ကိုသမားရှယ်မိုက်ကယ် ကိုသမားရှက်မိုက်ကဖမ်းနိုင်ခဲ့တာကြောင့်ဒီထက်ကိုမပြတ်ခဲ့တာပါနောက်ဆုံးအနိုင်ကိုကိုလည်းလူစားဝင်ကစားသမားကွန်ဇာလိုရာမိုစ်ကပိတ်သွင်းယူခဲ့တာပါလေးချီချူးရမယ့်ကစားသမားဒီဘွဲမှာပွဲရဲ့အလဲအပြောင်းကို ဖြစ်စေတဲ့ထရန်ကာကိုချီချူးချင်ပါတယ် နောက်ပြီးနေရာလူတွေဖန်ပြီးပေးနိုင်တဲ့ဂိုးတကူကိုလည်းတွင်းမိခဲ့သလိုနီးပြမာတီနက်စ်ပြောဦးတယ်အသင်းကို7ပိုင်းဆိုင်ရာပါလုံးဆောင်နိုင်တဲ့ရော်နယ်ဒိုကိုချီးကျူးခြင်းပါတယ်နောက်ပြီးတောက်မမှာအလုတ်သိမ့်မဖြစ်တဲ့ရာဖေးလီယိုကိုလူစားလဲခဲ့ပြီးဒါလော့နေရာထရန်ကာကိုလူစားလဲခဲ့တဲ့နီးပြမာတီနက်စ်ရဲ့လူစားလဲမှုမှန်ကန်ခဲ့တာကိုလည်းချီးကျူးရမှာပါ ဒိမဘက်ကတော့ Erison နဲ့ penalty တလုံး save ခဲ့သလိုကာကွယ်မှုအပေါင်းများစွာကိုလုပ်ခဲ့တဲ့ဂိုသမရှမိုက်ကယ်ကိုချီးကျူးရမှာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီးဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုလေး technical အားဖြင့် video ကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ comment မှာ YouTube name လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးတူးတင်ရှိပါတယ်ခင်ဗျာ